မန်ကန်ထဲမှာငါးလူတွေကိုအခုလိုမြင်ရတာတကယ်ကိုပဲစိတ်ချမ်းသာစရာကောင်းလာပါလေ။ဒါပေမဲ့လည်းတန့်ရှင်းရေးမလုပ်ပဲဒီလိုမျိုးအကြာကြီးပြစ်ထားလိုက်မယ်ဆိုရင်တော့အခုလိုမျိုးပဲစိတ်ညစ်စရာလည်းအရန်ကောင်းလာပါလေ။အလုံးမအားလို့ထားမိတာကိုဒီလိုမျိုးဖြစ်သွားပါလေ။အရင်တုန်းကတော့ငါးလူတွေကိုသူ့အမျိုးသားနဲ့သူတကယ်စီမွေးထားတာ။နောက်ပိုင်းမှာစာဖွင့်နေရကပို့အရေးကြီးနေတော့ငါးလူတွေကိုမပြုစုနိုင်တော့ဘူး။အဲ့ဒါနဲ့အားလုံးကိုတကယ်နဲ့ပေါင်းထားလိုက်တယ်။တကယ်တည်းပေါင်းထားတော့မှ တို့ကိုပြုစုဖို့အတွက်အချိန်ကမလောက်တော့လေအဲ့လိုမျိုးဖြစ်သွားရတယ်။ကဲဘယ်တက်နိုင်မှမလဲနော်။ကိုကစမွေးပြီဆိုတော့လေငွေထွက်ပေါက်လေးကလာပြီပေါ့။အဲ့ဒါနဲ့ပဲငါးခန့်ကိုတန်ရှင်းလို့ပို့ဟိုဟာလေးဒီဟာလေးဝယ်နေမနေနိုင်မထိုင်နိုင်။နာလာလာလေးတွေမြင်တော့လေထပ်လိုချင်လာပြန်ရောဒီလိုမျိုးနဲ့အသက်နိုင်ဆုံးစိတ်ကိုလျှော့ပြီးနည်းနည်းလေးဝယ်ခဲ့ပါတယ်။ဒီငါးကံကိုတန့်ရှင်းလို့နဲ့တန်လိုက် bread တွေကဒါအတော့အရအဆင်ပြေတယ်တော့အတော့အရဒါလွယ်ကူပါတယ် ငားမွေးရတာလည်းဒုက္ခတစ်မျိုးပဲเนาะငားဆိုင်တဲ့ကိုတွားပြီးဟိုကြည့်ဒီကြည့်ဟိုဟာလိုချင်ဒီဟာလိုချင်နဲ့နောက်ဆုံးတော့ဒီတက်လက်လေးတစ်ခုလည်းအစ်စ်ရလာခဲ့တယ်။ဟေးပဲတန်းနိုင်မှမလဲเนาะငားမွေးတာဝါသနာပါတာကော။ကဲငားလေးတွေကိုရေအပူချိန်မှမှမှဆိုလို့ကန်သေးကိုချစ်ချင်းမထည့်ပါဘူးเนาะ။ထုံးစံအတိုင်းမအရင်ဆုံးငားကန်ထဲမှာခဏလေးစိန်ထားပေးပါတယ်။ငားအမျိုးအစားတော်တော်များများတော့ရေအပူချိန်ချစ်ချင်းပြောင်းလဲတော့တော့မခံနိုင်ကြဘူး။ဒါကြောင့်မို့ကျွန်တော်လည်းတန့်ရှင်းရင်းလုပ်တဲ့အချိန်လေးကို ငါးလေးတွေကိုချစ်ချင်မထည့်ပဲငါးကန့်လေးတော့မှတက်တက်စိတ်ထားလိုက်ပါတယ်။ဒီငါးကန့်တက်ရှင်လို့တဲ့ bread တွေကတကယ်ကိုကောင်းတာတော့ငါးကန့်ထဲကိုလက်နိုင်နေစရာမလိုဘူးအပြင်ကနေအသာလေးပို့လိုက်တာနဲ့ပြောင်းသွားတယ်။ငါးကန့်လေးကိုတန့်ရှင်ပြီးတာနဲ့အချိန်လေးတော်တော်ကြာပြီဆိုတော့ငါးလေးတွေကိုကျွန်တော်ကန့်ထည့်ထဲတော့မှာပါ။ငါးလေးတွေကိုကန့်ထည့်ထည့်နေချိန်မှာကျွန်တော်ကငါးဆိုင်ကပါလာနဲ့ရေကိုမယူပါဘူးနော်။ဘာလို့ဆိုရင်ယောဂပိုးနေပါလာမှာဆိုလို့ပါ။ဒါကြောင့်မို့ကျွန်တော်ငါးလေးတွေကိုအတိအကျခတ်ထုတ်ပြီးတော့ကန့်ထည့်ထည့်ပါတယ်။ကဲအားလုံးပြီးသွားတော့မယ်။ ပျော်စရာတော့ဝါသနာလားဂုံပေါက်လားတော့မသိဘူးနော်တို့လေးလေးတွေကိုတော်တော်များများလားပပလေးမြင်တွေ့နေရတော့လည်းစိတ်ချမ်းသာဖို့ကောင်းပါလေအားလုံးပဲကျေးဇူးတင်ပါတယ်